မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကြိုးစားတိုင်းအောင်မြင်နိုင်သလားဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပြလိုပါတယ်လူတရားကိုနေပဲတစ်ခုမှာထိဆုံးရဖို့ဆိုတာသူ့ရဲ့ကိုယ်ယူကိုယ်သိသူ့ရဲ့ကြိုးစားအားထုတ်မှုတစ်ခုလည်းနဲ့ဖြစ်နိုင်လားပေါ့နော်ခွင့်လန်းကောင်းတွေရရှိဖို့ကဘလောက်ထိအရေးပါတယ်ပေါ့ဒီမကွန်ကလပ်တွေရဲ့အော်လာဆောင်းမှာဆိုရင်ဒီအကြောင်းကိုတော်တော်အလေးပြီးပြောထားပါတယ် ကျွန်တော်တို့လေ့လာခဲ့သမျှဒိဋ္ဌိချင်းအောင်မြင်ကြသူတွေအားလုံးပါတဲ့။တာမန်အခြေအနေတဲ့ထူကဲတာလုံးနဲ့အခွင့်လန်းအခြေအနေမျိုးတွေရဲ့အကျိုးကျေးဇူးကိုရခဲ့တဲ့သူတွေကြီးပဲလို့သူကဆိုရပေါ့နော်။ဒီဒိဋ္ဌိချင်းအောင်မြင်သူတွေရဲ့တမန်ကြောင်းကိုအထူးပြောင်မြောက်စေတဲ့အချက်တွေကိုသူတို့ရဲ့တာမန်ထက်ပိုတဲ့ကိုကြီးကိုသေးကအဓိကမကြပဲနဲ့တာမန်ထက်ဒီပုံမလွန်ခဲ့တဲ့အခွင့်လန်းတွေကိုရရှိခဲ့တာက ပို့ပြီးတော့အဓိကကြောင့်ပဲလို့ကျွန်တော်ထင်ပါသေးလို့ဒီ Macron Gladre ကဆက်ပြောထားတယ်ပေါ့နော်သူပြောတဲ့ဥမာတွေထဲမှာထိတ်တန်းရောက်စွာဝဲတည်ထင်သူတွေအားကစားသမားတွေဂီတပညာရှင်တွေစသဖြင့်ပါပါတယ်ဥပမာတစ်ခုအနေနဲ့ Big Gate ကအခုလိုမျိုး Microsoft နဲ့ကမ္ဘာထိတ်တန်းမီလီယံနာဖြစ်ခဲ့တာက Late Strike ထက်တန်းကြောင်းမှာတက်ခွင့်ရခဲ့ပြီးတော့သူများတွေမရခဲ့တဲ့ကွန်ပျူတာကိုဆော့ဆော့စီစီအသုံးပြုခွင့် ရခဲ့လို့ဆိုပြီးတော့သူကပြောတယ်ပေါ့နော်ဒီကိရဲ့ဥပမာကိုဒီ Morgan House ကလည်း Psychology of Money စာအုပ်မှာထည့်ပြောထားပါတယ်ဒီကိကလူတတန်းမှာတယောက်တောင်ရခဲ့တဲ့အခွင့်အလမ်းကို ရခဲ့တယ်လို့ဆိုပါတယ်အဲ့ site ဒါမရှိခဲ့ရင် Microsoft ဆိုတာရှိလာမှာမဟုတ်ဘူးလို့ဘီဂိတ်ကိုယ်တိုင်ကလည်းပြောပါတယ်ဆိုတော့သူ့ချွန်တဲ့သူတွေများများပေါ်ထွက်ဖို့ဆိုရင်ရေကန်မြေကန်ကောင်းမှရှင်သန်ကြီးပင်းခွင့်ရဖို့ အခြေအနေအချိန်ခါကောင်းတဲ့ပံ့ပိုးမှုရရှိဖို့အဲ့ဒါတော့အရေးကြီးတယ်ပေါ့နော်ဒီမြန်မာပြည်ကကလေးတယောက်နဲ့အမေရိကကကလေးတယောက်ငွေကင်းစားမှာအီချင်းကမကွာပါဘူးဒါတောင်အာရပြေဝတာချင်းနဲ့ကျမ်းမာရေးစောင့်ရှောက်မှုရတာချင်းကွာလို့ဒီတူတယ်လို့ပြောဖို့ခက်တယ်ပေါ့နော်အဲ့ဒီကနေကြီးပြင်းလာတဲ့ဘဝတစ်လျှောက်ရေကန်မြေကန်နဲ့ပံ့ပိုးမှုရတာချင်းကကိုဟာချက်တီကြီးမားလာတဲ့ခါမှာအရွယ်ရောက်လို့အောင်မြင်ဖြစ်ထွန်းလာခြင်းကလည်း ကွာဟမှုကပိုပြီးတော့ကြီးမားသွားတယ်ပေါ့နော်ဒီလိုပြောလို့ကိုကြီးကိုသေးနဲ့စူးစမ်းအားထုတ်မှုကအရေးမကြီးဘူးပြောတာမဟုတ်ပါဘူး네ဘက်တစ်ခုမှာတစ်ဖက်ကန်းခတ်ဆိုတဲ့ဒီ mastery အဆင့်ရောက်ဖို့ထိတ်တန့်ရောက်ဖို့ကနိုင်ပေါင်းများစွာ လေ့ကျင့်မှုကောင်းကောင်းလုပ်ခွင့်ရဖို့လိုပါတယ်ဒီ macron club တွေကတော့လေ့ကျင့်ချိန်နိုင်တောင်းပေါ့နော်အဲလိုတယ်လို့သူကတော့ပြောတယ်ပေါ့နော်ဘယ်သူချွန်သူကမှလွယ်လွယ်ကူကူဖြစ်လာခဲ့တာမရှိဘူး ဆိုတော့သူတယောက်ဟာသူအစွမ်းရှိသလောက်စူးစမ်းခွင့်ရဖို့လေ့ကျင့်ခွင့်ရဖို့ခအခွင့်အလမ်းတွေပံ့ပိုးမှုရနိုင်တဲ့ရေကန်မြေကန်ကောင်းတွေမဖြစ်မနေလိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုဆရာဟင်းစော်လေးရလေးကိုညွှန်ပြလိုက်ရခြင်းဖြစ်ပါတယ်။စုံတီတရှိပြတယ်လေကျေးဇူးတင်ပါတယ်မိတ်ဆွေအထင်မြင်ချက်ကိုလည်းကောမန့်မှာမှတ်ချက်ရေးစားလိုက်ပါမယ်။